တခါတော့ကရွာသားရွာလေးမှာမောင်မြတ်တာဆိုတဲ့လူငယ်လေးတယောက်ရှိပါတယ်။ရွာသားရွာလေးဟာ တောင်ချေနားမှာရှိတာကြောင့်ရွာကလူတွေဟာလေယာကိုင်ကျော်လုပ်ငန်းတွေမကပါဘူး။သတိဆန်တွေကိုဖန်စီတက်ဖက်ကြတဲ့မိုးဆူအလုပ်ကိုလည်းလုပ်ကင်ကြပါတယ်။ရိုးမတောင်ပေါ်ကနေစီစင်းလာတဲ့ဆန်ကြောင်လေးဟာလည်းရွာသားရွာလေးပြီးကဖက်တန်းစီစင်းတဲ့ကွယ် အဲဒီလိုဆန်းချောင်းလေးစီစေမှုကြောင့်ရေမှာပြုံးဝင်နေတဲ့ငါးကလေးတွေနဲ့ရေတံဝါးတွေပေါများတာပေါ့ကွယ်ငါးတွေနဲ့ရေတံဝါးတွေပေါများတာကြောင့်ငါးဖန်းသူတွေလည်းရှိကြပါလေ။အောင်မြင့်တားရဲ့တန်ငယ်ကြီးတွေဟာလည်းငါးတွေညက်တွေသိဆန်းငယ်လေးတွေကိုဖန်စီတက်ဖြတ်ကြတယ်တဲ့။အောင်မြင့်တားကတော့ငယ်စဉ်ကလေးကသိဆန်းလေးတွေပေါ်မှာစင်နာတက်ချပါလေ။ဒါကြောင့်မို့လို့ ငားတွေငက်တွေတိရစ္ဆာန်ကလေးတွေဖမ်းမိလာတဲ့တငယ်ချင်းတွေစီကပြန်လဲဝယ်ယူပြီးလွတ်ပေးတတ်ပါတယ်။တော့လေးဆန်ကြီးတွေကိုတော့လူကြီးတွေပဲဖမ်းဆီးကြတာကြောင့်ကလေးငယ်တွေဖမ်းကြပါဘူးကွယ်။မမေးတာကတငယ်ချင်းတွေကိုပြောရှာပါတယ်။တငယ်ချင်းတို့ရေငကလေးတို့ဟာလေထဲမှာဝေးပြန်ရင်အသက်ရှင်ရတီတာကိုကြိုင်နှစ်သက်ကြပါတယ်။အဲ့ဒါလိုပဲငါးကလေးတွေကလည်းရေထဲမှာစော်ကစားရင် အသက်ရှင်ရတိချင်တာပါပဲတောထရိဆန်လေးတွေလည်းတောရဲ့တဘာဝကိုကြည်နူးစွာနေထိုင်ကြပါမှာပဲမင်းတို့တွေမသက်ဖြတ်မခန်းစည်းကြပါနဲ့လားကွာဓာတ်ရုတွေဟာတောင်ချီနာကတောသူတောင်တန်းတွေပါကွာဝန်စားတော့တော့တက်ဖြတ်ကြမှာပါပဲဆိုပြီးတငယ်ချင်းတွေကအမမေတ္တာကိုလောင်ပြောင်းကြပါလေစားစားဆိုလားလူသားတွေရဲ့ယက်တီရေးပါပဲအသားစားမှအသက်ရှင်ရမှာမဟုတ်ပါဘူး In a peaceful village lived a boy named Momoyatar with a heart so gentle a truly shining star He'd buy the fish and birds his friends had caught and set them all free the lesson that he taught ဒီနေ့မှာတော့မောင်မြတ်တာဟာ နေမကောင်းဖြစ်ပြီးအိမ်ရထဲမှာလဲရှာပါတော့တယ်။ဘာမင်းတာရဲ့မိဘတွေကတော့ဆေးဆရာတွေပြင်ရင်ပြီးကုသကြတယ်။ဆေးဆရာတွေကတော့သူ့ရဲ့ယောဂလက္ခဏာကိုကြည့်ပြီးလက်လျှော့ပြသွားကြတယ်ကွယ်။ဘာမင်းတာရဲ့မိဘတွေကဝမ်းနေပြီးငိုချွေးကြတာပေါ့။အဲ့ချိန်မှာရွာကဆေးဆရာကြီးတူရောက်လာပါတယ်။ဘာမင်းတာရဲ့အိမ်ကိုရောက်တဲ့အခါအเจ้าဆုံးမင်းမြန်ပြီးယောဂဆက်တက်ပါတယ်။ပြီးတော့မောင်မြတ်တာရဲ့မိဘတွေကို မောင်မေတ္တာဟာသရဝရီရဲ့အသက်ပေါင်းများစွာကိုကင်းစေခဲ့တာပါလူဘဝတန်စိနေရပါလိမ့်မယ်သူပြုတ်ခဲ့တဲ့ကုသကံကြောင့်မတည်နိုင်ပါဘူးဒီစည်းကိုယ်သာတိုက်အစားပြန်စားလာနိုင်လိမ့်မယ်ဒီခံမရှိသေးပါဘူးကွယ်မောင်မေတ္တာရဲ့မိဘရင်းဟာဆေးဆရာကြီးညွှန်ကြားတဲ့အတိုင်းဆေးတိုက်လိုက်ပါတယ်မောင်မေတ္တာလေးဟာဆေးတောက်လိုက်စမှာပဲအဲအားတွေပြေးသွားလာတယ်လို့ထင်လိုက်မိပါတယ် ဆေးဆရာကြီးကတော့သူ့မိဘများကိုလှုပ်ဆက်ပြီးထွက်ခွာသွားပါတယ်။ရဲ့အနေငယ်ကြတဲ့အခါမှာ မောင်မြတ်တာဟာပြန်လည်ကျမ်းမာလာပါတယ်။မောင်မြတ်တာဟာတတော်ဝါတွေပေါ်သနာကျင်သာမှုကြောင့်ကျမ်းမာရေးကောင်းလာတဲ့အကြောင်းကိုသိရတဲ့တငယ်ချင်းတွေကလည်းတတော်ဝါများကိုတပ်ဖြတ်နေဆက်ခြင်းမလုပ်ကြတော့ဘူးတဲ့ကွယ်။ပုံမြင်လေးကတော့ဒါပါပဲ။ကျေးဇူးတင်ပါတယ်။ He was healed by his own virtue A lesson clear and true Now the hunting and the harming in the village they are through Kindness is the greatest power For me and for you